အခုတချို့ဆိုလို့ရှိရင်အတေသွားတဲ့လူတွေအကုသူများလို့အဲ့မဟုတ်ဘူးဗျအကြောင်းတရားတွေနဲ့ပတ်သက်တယ်လူတေလက်စရာသေးတယ်ဗျအကုသူများလို့ပြောခါရတော့တော်တော်ဆင်မကောင်းကြဗျအားလုံးကောင်းခြင်းလို့ရှိရင်ကောင်းတဲ့စိတ်ကိုမွေးပြီးတော့ဆက်ပြီးတော့ကြိုးစားဖို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ဟာဟာအဲ့ဒါအတော်အကျင့်ရုပ်တဲ့လူတွေဗျကျွန်တော်တိုင်ကျွန်တော်လူမျိုးမှာလူသူတော်ကောင်းတွေရှိတယ်တချို့သူတော်ကောင်းဟန်ဆောင်နေတယ်စိတ်ကောင်းရှိတဲ့ဆောင်နေလူအများကြီးဗျလူတွေအကုန်လုံးစိတ်ကောင်းရှိမှအကြီးကြီးကနေစပြီးကျွန်တော်အသေးလေးစိတ်ကောင်းရှိမှတရားဓမ္မနဲ့လျော်ညီမှ

ျွန်တော်နာမည်ဆရာရှေကျွန်းခိုင်တက်ပါခင်ဗျာဟုတ်အဲ့ဒီကနေပတ်သက်ပြီးပြောမှဆိုရင်ကျွန်တော်2025ကိုလည်းဆရာတွေခေါ်ခဲ့ကြတယ်ဗျာ2025မှာဘာဖြစ်မယ်ညာဖြစ်မယ်အကြီးကြီးပြောတဲ့ဆရာတွေတော့ကျွန်တော်တည်တဲ့စိတ်ပွင့်မကြောက်ဘူးဗျာအဲ့နေတွေရေးမယ်လူတွေကိုထိတ်လန့်နေတဲ့ဆရာတွေရေးတာကျွန်တော်မကြိုက်ဘူးဗျာဒါမဲ့ဖြစ်မယ်ဆိုတာသိတယ်ဒါမဲ့လောကန်တရားကိုဟိုအကောင်းဆုံးကြော်ဖြတ်ဖို့အတွက်ကိုကျွန်တော်စောင်းမားနေရေးတယ်ကျွန်တော် TikTok ကနေမှားတယ်အာ ဥမာဆိုဥမာဆိုရင်ကိုကနန်းကြရတယ်ဒုက္ခရောက်မယ်ဆိုရင်ကိုကနန်းကိုကျွန်တော်ကြောက်ရမှာလို့ကျွန်တော်နာမည်ပေးရင်ကိုကနန်းကြောက်အောင်ရွေးပေးတဲ့လူတော်ရှိတယ်369ဒီကြောက်ရရမှာလို့ဥပမာပေးမယ်ဆိုလို့ရှိရင်လေသမားတယောက်ရှုံမကြောက်တို့လို့ပဲသူမွေးရပါနိုင်တဲ့ယောဂလာလိမ့်မနိုင်တဲ့ဒုက္ခလာလိမ့်မယ်လို့ကျွန်တော်ပြောတာအဲ369အ369နဲ့ပတ်သက်ပြီးတော့ကျွန်တော်ခု2009 2005 2025ကိုကနန်းကြတာကိုကျွန်တော်ပြောချင်တာပါအဲ့ဒီငလေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နိုင်ငံ2နှစ်လောက်ရှိပြီ ဂျိုးတွေကအထိုင်မှန်မှန်တာပေါ့နှစ်နှစ်လောက်ရှိဂျိုးတွေအထိုင်မှန်တဲ့ခါကျတော့ဂျိုးတွေမှာနေချက်တန်တဲ့အမေရိကန်မှာရှိတဲ့တရားကြီးပြိုကျတာတော့ရှိတယ်နိုင်ငံတကာနဲ့ပတ်သက်တယ်ကျွန်တော်နိုင်ငံတွေမကောက်ဘူးနိုင်ငံတကာနဲ့ပတ်သက်တယ်အခုမေယာဒီမှာကျွန်တော်ဂျိုးတွေသွားပူးတယ်အဲကျွန်တော်ဒူဘိတာမန်လူတွေနားလည်အောင်ကြော်ပြမယ်ဆိုလို့ရှိရင်တော့ဗျာဒီမေယာဒီဆိုတဲ့ဂျိုးဒီတနေ့မှာလူမိုက်ကြီးတယောက်ရှိတယ်လူမိုက်ကြီးမောင်ပြူရှိတယ်လူဆိုးကြီးမောင်မဲရှိတယ်သူတို့နှစ်ယောက်ပေါင်းမိတယ်အဲ့ဒီမှာမောင်မဲကိုကြောက်တဲ့ မောင်မောင်အေးရရောက်လာတယ်မောင်အေးကသူကိုယ်တိုင်ကရဲမတော့တတ်ဘူးမောင်အေးတွေ့ရင်တော့ရဲတော့အဲတော့ပေါင်းတော့ကြောင်နောက်ဆုံးလူဆိုးတွေ၃၄ရောက်ဆုသွားတယ်လို့ပဲအဲ့မင်းရဒီမှာဂျိုးတွေဆုဆုသွားတာအဲ့မှာကြောက်တတ်တဲ့ဂျိုးကလည်းကျွန်တော်သူတော်ကောင်းဂျိုးကျတာပြေးရတစ်ဖက်ကနေလှမ်းပတ်မိုးထားတယ်ကျွန်တော်ကိုကြောင်းစီရတယောက်လို့ပေါ့ဟဲ့မလုံနဲ့ဟန့်ဟန့်နဲ့သူသူတော်ကောင်းဂျိုးကလည်းလှမ်းမြင်ပေးထားတဲ့ခါကျတော့ကျွန်တော်နိုင်ငံဖြစ်ချင်တဲ့နောင်ဖြစ်ရအောင်ပြဒီကျတာပြေးကကောင်းတဲ့နေရာနဲ့ပြန်ထောက်ပေးထားရတဲ့ဖြစ်ချင်တဲ့နောင်ဖြစ်ရအောင်ဒါပေမဲ့ဖြစ်တဲ့နောင်ဖြစ်သွားပေါ့ဒီဂျိုးတွေပူးတဲ့အတွက် အကြောင်းတရားတွေဖြစ်ပေါ်သွားပြီဒါပေမဲ့ဒီလောက်ထိစိုးလာလိမ့်မယ်လို့လည်းကျွန်တော်မှန်းမထားပါဘူးဒီစီဖြစ်ပေါ်လာတယ်နောက်ထပ်ဆရာတွေကတော့ပြောထားပါသေးတယ်အရေးကြီးမယ်လို့အဲဆူနာမီထက်သုံးစားပြင်းတဲ့ဘာညာတော့ရှိတယ်ဒါပေမဲ့ဒါတွေအကုန်လုံးကလည်းကျွန်တော်တို့ဒီဘာသာတရားနဲ့ပြောမယ်ဆိုရင်တော့အတိတ်ကံနေနဲ့ပတ်သက်တယ်အော်လူတွေအကုန်လုံးကဘာသာတရားနဲ့မိမိဘာသာတော့ကျွန်တော်ဗုဒ္ဓဘာသာကိုတခုတည်းကိုပြောတာမဟုတ်ကိုယ့်ဘာသာနဲ့ကိုယ်ကြင်ကြံအားထုတ်မယ်လူစိတ်လေးတွေမွေးမယ်နောက်ဒီလူသားစိတ်မွေးမယ်နောက်မိမိဘာသာတရားရဲ့ လမ်းညွန်ချက်တွေကိုစုမလိုက်နာမယ်ဆိုလို့ရှိရင်တော့အစိုးဆုံးတိတ်ရေမဆိုင်အောင်လို့ထင်တယ်အခုတချို့ဆိုလို့ရှိရင်အတေသွားတဲ့လူတွေအခုသူများလို့အဲ့မဟုတ်ဘူးဗျအကြောင်းတရားတွေနဲ့ပတ်သက်တယ်အခုတည်တဲ့နေရာမှာအခုသူများလို့လည်းပါမယ်အခုသူနေပြီးတော့သူတို့ကောင်းနေလည်းပါမယ်တည်ခြင်းတရားကဘယ်သူပဲဖြစ်ဖြစ်တည်ရမှာပဲမိမိကံညာဝိရိယပုံမူတည်တယ်စိတ်စေနာပုံမူတည်တယ်အတိတ်ကံပုံမူတည်တယ်အဲ့တော့ဖြစ်တဲ့နေရာမှာဖြစ်မယ်ကျွန်တော်ကိုယ်တိုင်လည်းကိုယ်တိုင်ကဒီအရေးကိုကြောက်တယ်ဒါပေမဲ့ကျွန်တော်ပုံစံနေရာလည်းမရှိဘူးရင်ဆိုင်ဖို့ပဲကြိုးစားတယ်အဲ့တော့ကျွန်တော် ပြည်သက်ကိုကျွန်တော်ပြောချင်တာတဏ္ဍဂုံသုံးပါဟိုတန်တဏ္ဍကိစ္စမိတမန်တဏ္ဍကိစ္စမိတန်ကတဏ္ဍကိစ္စမိကိုဗတိပဲစိတ်စိတ်အချိန်ဖန်များစွာပဲရွတ်ရွတ်တဏ္ဍဂုံသုံးပါကိုတည်နေမယ်ဆိုလို့ရှိရင်တော့ဒီအန္တရာယ်ကိုအထက်လျောက်ကာကွယ်တားဆီးမယ်ကြောက်လာနိုင်တဲ့ဒုက္ခတွေလွတ်မြောက်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်ဒါပေမဲ့ဒီဂျူတွေသဘောရဆိုရင်တော့ငလင်းလှုပ်ချင်းနဲ့အတူဒူရီယာရုတ်တရက်သေးချင်းကျွန်တော်အတိုင်းဝိုင်းတငငချင်းနဲ့မှလည်းတချို့ဟိုရပိုင်းမှာရုတ်တရက်ညပကြီးတက်ထွက်သွားတယ်တငငချင်းဆိုဒီနားနေမယ်ဟိုဒီ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 ဆောက်ပြီးရမလမ်းမကန်းနေမှာပဲရုတ်တရက် သူ့မိမကိုစေကန်ရိုးရောက်ကူပြီးပြန်လာတယ်။လက်ကလေးကိုအပေါ်အထုပ်လေးတည်းသူ့သေးသွားတယ်။သူ့မိမလူမမာအကောင်းကြီးသူ့အကူတည်သွားပြီ။အဒီကာလမှာအဲ့လိုဖြစ်တတ်တယ်။ရုတ်တရက်တွေဖြစ်တတ်တယ်။ဒါကကျွန်တော်တို့ဒီတချို့ပြောကြတာပေါ့လေမိစ္ဆာဂျိုးတွေပါရှင်တွဲနေတယ်ခေါ်တာ။အဲ့တွေ့ကောင်းမှုကုသိုလ်နဲ့နေမယ်။ကုကူလည်းစောင့်တင်းမယ်။ဥမာပေါ့မသွားသေးတဲ့ရက်ကမသွားဘူး။ထင်းထင်းတင်းတင်းနေမယ်ဆိုရင်တော့အဲ့နေဆူဆူမကြောက်ရောက်နိုင်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်။အဲ့ဒါကြီးလေဆိုလက်မခံဘူးဗျ။ တည်သွားရမှာအကုသိုလ်လည်းရှိရှိမှာအကုသိုလ်မရှိရလို့လည်းရှင်းရှိမှာလူတည်လက်တည်ရသေးတယ်ဗျာအကုသိုလ်များလို့ပြောခါတာတော့တော်တော်ရှင်းမကောင်းကြဗျာတော်တော်တည်ခြင်းကလူကောင်းလက်တည်နေပါမယ်လူဆိုးလက်တည်နေပါမယ်အဲ့တော့အဓိကအခုချိန်မှာအကုသိုလ်နဲ့နေတဲ့လူတော့ကြောင့်မဆိုးလို့ဘူးကောင်းမှုကုသိုလ်နဲ့နေလို့ရှိရင်တော့တကယ်လို့ဒုက္ခကြောက်ခဲ့နေတော့လုံမြောက်နေနေဆိုတော့ကျွန်တော်အကြံပြုချင်တာဒါပဲတည်ခြင်းတည်ခြင်းတရားကိုကျွန်တော်အကုသိုလ်ကြောင့်တည်ရဆိုတော့ကျွန်တော်မတရားဘူးလို့ပဲဆိုတော့ကျွန်တော်ခံယူတယ် တော့တည်လဲတရားတည်းရဒီကောင်အကုသို့များလို့ဆိုတော့တော်စိတ်မကောင်းစရာပြန်စဉ်းစားကြည့်သူတည်လဲတရားသူဒုက္ခလောက်တနာဖို့ကောင်းလားငလင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာပေသမားတွေကလည်းအခုတချို့ဆိုလို့ရှိရင်အလှခံကြရတယ်ပေါ့မြန်မာနိုင်ငံမှာရှိတဲ့တထေးကြီးတွေဟိုနိုင်ငံသားနိုင်ငံတကာလည်းကူတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်။ဟောဒီအားမငယ်ကြဖို့ပေါ့ဗျာဖြစ်နေရဘဝကနေကုန်ထကြပါဗျာအားလုံးကောင်းကျင်လို့ရှိရင်ကောင်းတဲ့စိတ်ကိုမွေးပြီးတော့ဆက်ပြီးတော့ကြိုးစားဖို့ပဲကျွန်တော်ကြံပြုချင်ပါတယ်။ဒေါသတွေနဲ့မှုန်နေမယ် အာကိုဖြစ်ရှင်နာမဖြစ်တိုင်းတော့ပောက်ကွဲနေမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့အကောင်းအကောင်းအနေနဲ့ဝေးတော့မှာပေါ့ဗျာအဲ့တော့ကောင်းမှုတက်ကိုကိုလည်းပြန်ကောင်းအောင်နေမယ်ဖြစ်တည်တဲ့ဘဝကိုတော့ဖြစ်သွားတာကိုတော့ဖြစ်ပြီးတဲ့အတိုင်းထားပြီးတော့ရှေ့ဆက်ပြီးကောင်းမှုတက်ကိုကြိုးစားကြဖို့ယုံထားကြဖို့အားမငယ်ကြဖို့ဒါကျွန်တော်မြစ်တက်ခံတိုက်တွန်းနေပါတယ်ကျွန်တော်ကတော့ဒီလောက်ပဲကျွန်တော်အကြံပြုလို့ရပါတယ်ခင်ဗျာအဲ့ဒီဟာတော့ဗျာကျွန်တော်ဒီငလင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုလည်းကြည့်တယ် ကျွန်တော်မူလီဝတ္တနဲ့ထုတ်ပြန်တဲ့ဟာလည်းကြည့်တယ်။နောက်အရင်ကငလင်ဖြစ်ပေါ်ခဲ့တဲ့အကြောင်းကိုကြည့်တယ်။ကျွန်တော်လေ့လာတဲ့အခါမှာ အခုကကျွန်တော်တို့ငလင်ကဒီ1930ခုနှစ်ငလင်ဆိုလို့ရှိရင်တဲ့ခုနှစ်လအထိကိုအခုလိုပဲနည်းနည်းချင်းလှုပ်နေတယ်။ဒီကောင်ငြိမ်သွားမှဖြစ်မှာတဲ့။အဲ့ချိန်ကြီးစောင့်အောင်လို့ပြောထားတယ်။ဒါကျွန်တော်စောင့်မနေမှဖတ်လိုက်ရတာ။တကယ်တော့ဒီမြန်မာမြန်မာပြည်တောက်ချောင်းနဲ့မဟုတ်ဘူးပါပင်လေကွေးကငလင်ကြောလို့ပါလို့သူတို့ရေးထားရှိတယ်ပေါ့ဗျာ။ ဒါကသူတို့ရဲ့ဥစားမိုးလေဝသပညာပိုင်းကပြောတာကျတော်ဒီနက်ခတ်ပညာပိုင်းကဆိုလို့ရှိရင်တော့အခုဧပြီလ14ရက်နေ့ဆိုလို့ရှိရင်စော့ပြောတဲ့လူစု5ရောက်ကနေဝေးသွားပြီအဲ့တော့လူစုတယောက်တယောက်ကကြမ်းမယ်အဆိုးရှိလားမင်းအဆိုးရှိသေးတယ်ဒါပေမဲ့တိတ်မဆိုးတော့ဘူးလို့ကျွန်တော်ပြောချင်တယ်ဧပြီလ14ရက်ကျော်သွားလို့ရှိရင်တချမ်းပြီးသွားလို့ရှိရင်တိုင်းပြည်ကဒီရာသီဥတုဓာတ်တွေအခြားခြားသောဓာတ်တွေအရင်ရက်ဆိုင်တော်တော်ပေါက်ပါသွားမယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့ပျောက်သွားမယ်လို့ပြောတာမဟုတ်ဘူးနော်ပေါက်ပေါက်ပါသွားမှာပါ သူဂျိုဆိုးတွေစုစုစည်းရနေသူ့နေရာသူသူ့လမ်းသူလျှောက်သွားကြ။လမ်းခွဲသွားရ။အဲ့အတွက်အကောင့်တရားတွေနှိစက်လာပြီလို့ပဲကျွန်တော်ပြောချင်ပါမယ်။အဲ့ဒီကိစ္စကနိုင်ငံနဲ့ဆိုင်တယ်ဗျ။ကျွန်တော်ဒီအုပ်ချုပ်သူတွေနဲ့လည်းဆိုင်တယ်ဗျ။နောက်လူတွေအသိဉာဏ်နဲ့လည်းဆိုင်တယ်ဗျ။နောက်ပြီးတော့ဟိုစားပေါ့စီးပွားရေးနဲ့လည်းဆိုင်တယ်ဗျ။အဲ့ကိစ္စဒီနိုင်ငံတကာစောင်းဝောင်းပြန်ဖတ်တဲ့အခါမှာဒီမြေကြီးတွေကိုရိုက်သွင်းတဲ့တိုင်ရကဘာမှဘယ်ဘယ်ကောင်းမလို့နေတဲ့အတွက်ကြိုတင်ခံမှန်းလို့မရပါဘူးလို့ကဘာပညာရှင်တွေပြောထားတယ်ဗျ။အဲ့တော့ မြန်မာနိုင်ငံမှာအခုဆိုလို့ရှိရင်မနေ့ကနေကျွန်တော်စီမှာရေရလာခြေဝါတဲ့လူငယ်လေးတယောက်ရှိအဲ့ရလူငယ်လေးဆိုလို့ရှိရင်နေပြည်တော်ကနေသူ့ကိုလှမ်းပြီးတော့အလုပ်အပ်တယ်ဆရာရဲတဲ့ကျွန်တော်စီအလုပ်အပ်တယ်အခုဒီနေပြည်တော်မှာပြိုသွားတဲ့အဆောက်အဦကြီးထဲမှာကျွန်တော်အဆောက်အဦကအဲ့တောင်မအပ်ဘူးတဲ့ဆေးတစ်ချက်တောင်မကွာဘူးတဲ့ကျွန်တော်အခုလုပ်တွေလှမ်းအပ်တယ်ကျွန်တော်မလုပ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ပြီးလက်မေးစီကဒီနေ့ပေါက်စီက9000တဲ့သူတို့ ပြောတဲ့ဈေးက2000နဲ့ကျွန်တော်ဘယ်လိုမှမလုံနိုင်ဘူး။အာဒါသူ့စကားသူ့စကားကျွန်တော်စကားမဟုတ်ဘူး။ကျွန်တော်စီမှာဘေးရင်လာမေးတဲ့ပရိသတ်ရဲ့ပြောသွားတာ။အဲ့တော့ဒီငလျင်ကိုတော်လံမှုကအဓိကတော့ကျွန်တော်မြင်လိုက်တာအဲ့မှာသွားမြင်လိုက်တာသူ့ရဲ့စကားကြောင့်မြင်လိုက်တာ။ဆောက်လို့ရပညာရှင်တွေကိုဆောက်လို့ကုမ္ပဏီတွေကိုနိုင်ငံတော်ကတေးချကြက်မှတ်ပြီးတော့စနစ်ကြဆောက်မယ်ဆိုရင်ဥမန်းနေလေးမှာမှန်တစ်ချက်တော့မကွဲတဲ့အထက်တက်ကြီးတွေအများကြီးကြံတယ်။နေပြီးတော့မှလုံးဝမထိခိုက်တဲ့အဆောက်အဦတွေအများကြီးကြံတယ်။အဲ့တော့အားနေချက်က တခြားရှာကြည့်ရင်တွေ့နိုင်မှာအဲ့အာနာချက်တွေနောက်နောက်မှဖြစ်ဖို့ပဲရည်ကြီးတာဟုတ်တယ်မလားဟာဟာအဲ့ဒါအတော်အကျင့်ရုပ်တယ်လေကျွန်တော်တိုင်ကျွန်တော်လူမျိုးမှာလူသူတော်ကောင်းတွေရှိတယ်လို့ချို့သူတော်ကောင်းဟန်ဆောင်နေတယ်စိတ်ကောင်းရှိသူဆောင်နေတယ်လူအများကြီးဗျအချို့ပြောလိုက်တော့အကြီးကြီးဗျချို့ဘာသာရေးစကားပြောရင်အတုံးလိုက်ခဲလိုက်ကြီးဗျပြီးတော့သူတို့ကအချင်းယုံနေကြတယ်ကုံတယ်တွေဆိုလို့ရှိရင်လည်းရမ်းမရင်းနေဗျအတချို့ဆိုလို့ရှိရင်ဗျကျွန်တော်မပြောကောင်းတဲ့လူတွေလည်းရှိတယ်အချင်းယုံတယ်ဗျအခွင့်အရေးပေါ်လာပြီဆိုရင်သူတို့စားဖို့တောက်ဖို့ဦးစားပေးထားတယ်ဗျ ျွန်တော်တို့ကကျွန်တော်တို့ကိုကူညီလိုက်မယ်ဒီလူတွေစစ်ပြေးသွားမယ်ဟိုသူရှေ့တန်းမထားဘူးဗျလူတွေအကုန်လုံးစိတ်ကောင်းရှိမှအချီးကြီးကနေစားပြီးကျွန်တော်အသေးလေးတိစိတ်ကောင်းရှိမှတရားဓမ္မနဲ့လျော်ညီမှကျွန်တော်တို့တိုင်းပြည်ကပိုတိုးတက်မယ်လို့ကျွန်တော်ယုံကြည်တယ်အဒီမိုကရေစီဆိုတာဗျငါးပါးသီလလုံရင်ဖြစ်တယ်ဗျတိတ်ပြီးတော့စောက်ထက်ဖတ်စရာမလိုငါးပါးသီလလုံနေနဲ့ကိုဒီမိုကရေစီရတယ်ငါးပါးသီလမလုံရင်တော့ကျွန်များဘာမှမဖြစ်ဘူးစိတ်ကောင်းရှိအောင်ဆောင်တယ်လို့လည်းမရဘူးကုံစင်းနှုံးနေတာတက်နေတာအခုနည်းနည်းလှုပ်တာနဲ့တက်ဖို့စဉ်းစားတာအချင်းရုပ်တဲ့လူကြအများကြီးပြတော့မှာဒီမှာ ဟိုအကြီးကနေတေးတေးလေးတိရှိကုန်တယ်ကြီးကအဲ့လိုရိုင်းရိုင်းနေမှာဒီကိစ္စကိုတော့ကျွန်တော်ကျွန်တော်လည်းဘာမှမဆွမ်းနိုင်တဲ့အတွက်ကျွန်တော်မကျေနပ်တာပဲရှိတယ်ကျွန်တော်ဘာမှမပြောနိုင်ကျွန်တော်ဘာမှမလုပ်ဘူးနိုင်